This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. Minglava Kamya. အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတို16မီတာ70.3 MHz ညပိုင်း၈နာရီခွဲမှလိုင်းတို25မီတာ71.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီ။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီ။ ရေဒီယိုအန်ယူဂျီကိုနာတော်တာဆင်နေကြတဲ့ပရိသတ်ပေါင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘာဝပြီးဆရာနာရှင်ပြီးတို့ကနေကင်းဝေးပြီးကိုစိတ်နှပြချမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီဝိုင်းတော်သားတွေကဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ရှင်။မင်္ဂလာညချမ်းပါရှင်။ဒီကနေ့2025ခုနှစ်အေပြီလ20ရက်နေ့ညပိုင်းရေဒီယိုအန်ယူဂျီအစီအစဉ်တွေကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်။ ပထမအဆုံးအနေနဲ့ Radio NUG စီးရေးသတင်းကောင်းနှုတ်ချက်တွေကိုရန်လိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါလိမ့်ရှင်။ Radio NUG သတင်းစင်များမင်္ဂလာပါခင်ဗျာ။ခုချန်စပြီး2025ခုနှစ်အပိလ20ရက်နေ့ညပိုင်းမှာ တင်ပြပေးမယ်။ Radio NUG စီးရေးသတင်းများကိုကျွန်တော်ရန်လိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါလိမ့်ခင်ဗျာ။ ပထမဆုံးတင်ဆက်ပေးခြင်းနဲ့စည်ရေးတဲ့ရင်ကတော့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မြင်းမှုမျိုးနယ်ကံတော်ရွာကကလေးငယ်ပေါဝင်အရသာ၄ဦးသေဆုံးရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းတိုင်းမြင်းမှုမျိုးနယ်ကံတော်ကြီးရွာမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်တူပေါဝင်အရသာပြည်သူ၄ဦးနဲ့တော်လရင်ရဲဘော်တူသေဆုံးပြီး၁၀ဦးထပ်မံတဲ့ရန်ရောက်ခဲ့တယ်လို့ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။စစ်ကောင်စီဟာတိုက်ပွဲဖြစ်တာမရှိဘဲမနေ့ကအီဘီလာ၁၉ရက်မွန်းတဲ့၁၂နာရီကမှာ လီချောင်းကနေတိုက်ခိုက်ခဲ့တာလို့မုံရမြို့နယ်သတင်းမှန်ပြန်ကြားရေးဖွဲ့ကပြောပါတယ်။မနေ့ကဧပြီလ19ရက်နေ့မနက်7:56မိနစ်ချိန်မှာမြင်းမှုမြို့နယ်ကံတော်ကြီးရွာမှာရှိတဲ့ပြည်သူတော်တဲ့ကိုဒရဦးလေတက်စကန်ကတက်လာတဲ့ Jet Fighter ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်2နှစ်အရွယ်ကလေးငယ်တဦးရဲဘော်တဦးနဲ့ရဲဘော်မိသားစုဝင်၄ဦးသေဆုံးခဲ့ရတယ်လို့အသိပေးပါတယ်။တိုက်ဝဲဖြစ်တာမရှိဘဲလေရင်ပေါ်ကနေဘုံကျဲပြီး rocket နဲ့ပစ်သွားတာလို့မြင်းမှုမြို့နယ်သတင်းမှန်ပြန်ကြားရေးဖွဲ့ကလည်းပြောပါတယ်။ စစ်ကောင်စီအနေနဲ့အပြစ်ရမယ်လို့ကြေညာထားပေမဲ့တကြံကြုံလေးကနေနှစ်ဆန်းနှစ်ရက်နေထိစကိုင်းတိုင်းတွေကအရတော်မြင့်မှုနဲ့ဝက်လက်တို့မှာကလေးငယ်များပြည်သူနေအိမ်တွေကိုဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တဲ့အတွက်ကလေးငယ်များပြားထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့မုံရမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတ်တမ်းတွေကသိရပါဗျ။အခုလိုတိုက်ပွဲဖြစ်တာမရှိဘဲတရဝူးလီတက်ကအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်လင်းပိုင်လော့တီရဲ့အရသာပြည်သူတွေပေါ်တပ်ဖြတ်ခဲ့တာကိုတမိုင်းမှတ်တမ်းအဖြစ်မှတ်တမ်းတင်ထားရှိမယ်လို့ မုံရမြို့နယ်သတင်းမှန်ပြန်ကြားရေးဖွဲ့ကအသိပေးထားပါတယ်ခင်ဗျာအခုတခါစစ်ကောင်စီရဲ့လူမျိုးရေးဘာသာရေးသွေးခွဲမှုတွေကိုတွေ့ဝေမနေပဲပြက်ပြက်သားသားတိုက်ခိုက်ကြဖို့ KNDF စီရေးချုပ်သတိပေးတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ်စစ်ကောင်စီဘက်ကလူမျိုးရေးဘာသာရေးသွေးခွဲမှုတွေလုပ်နေတာကိုတွေ့ဝေမနေပဲပြက်ပြက်သားသားတိုက်ခိုက်ကြဖို့ကရင်မျိုးသားများကာကွယ်တပ် KNDF စီရေးချုပ်ခူရီတူကပြောကြားလိုက်ပါတယ်ရှမ်းတောင်ဒေသခြေဆိုင် KNDF ဘူအာအမှတ်9ရဲ့ SSNTF KNDF အခြေခံစစ်တမ်းစင်ပွဲကိုအေပီလာ18ရက်ကပြုလုပ်ခဲ့ရမှာ KNDF စီရေးချုပ်ကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။အာနာရှင်ကိုတော်လှန်ရင်းအာနာရှင်မဖြစ်ဖို့နဲ့ရန်သူကိုဆက်ဆံတဲ့အခါမီးလိုဆက်ဆံရမှာဖြစ်ပေမဲ့လူလူကိုဆက်ဆံတဲ့အခါရေလိုဆက်ဆံရမယ်လို့တနန်းစင်ရဲဘော်တွေကိုပြောကြားခဲ့ပါတယ်။ရန်သူစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ထိတွေ့ရင်ဆိုင်ရချိန်မှာခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ပြက်ပြက်သားသားရဲရဲရဲချင်းရင်ဆိုင်ရမှာဖြစ်ပြီးလူလူနဲ့ဆက်ဆံတဲ့အခါဘယ်လိုအခြေအနေမျိုးမှမဆိုနှိမ်ချဆက်ဆံကြဖို့လဲ KNDF စီရေးချုပ်ကမိန်ကုန်းပြောကြရမှာထည့်သွင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။အဲဒီစစ်တမ်းစင်ပွဲခဏကို KNDF ဘိုးကော်မတီဝင်နိုင်ငံရေးဌာနကစီရေးချုပ်ခူရီတူဒုစီရေးချုပ်မင်းသားဘျူဟာကိုဘျူဟာမူစစ်နီးဘျူဟာမူတို့ပါဝင် KNDF တာဝန်ရှိသူတွေနဲ့မာမိတ်ဖွဲ့စည်းတွေကတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ KNDF ကလည်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးမဒူဘီမြို့ပေါ်တနီယာကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်ပါစတာတအူးပါဝင်ပြည်သူ၅ဦးထံရရှိ နေတချို့ထိခိုက်ပျက်စီးဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါလိမ့်။ချင်းမီနယ်တောင်ပိုင်းမတူဘီမြို့ကိုအကြံပတ်စစ်ကောင်စီတပ်ကဧပြီလ18ရက်နေ့မှာလေကြောင်းဖြင့်ပုံကျဲတိုက်ခတ်ခဲ့ကြောင်းသမတူဘီတိုင်းစ်မှာဖော်ပြထားပါလိမ့်။အကြံပတ်စစ်ကောင်စီတပ်ဟာဧပြီလ18ရက်နေ့ညနေ2နာရီဝန်းကျင်ကမှမတူဘီမြို့ပေါ်ကိုတစ်ကြိမ်နဲ့မတူဘီမြို့အနီးတနေရာကိုနှစ်ကြိမ်အကြောင်းမဲ့ပုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါပါတယ်။ပုံကျဲတိုက်ခတ်မှုကြောင့်ပါစတာ2ဦးပါဝင်အရသာပြည်သူ9ဦးဒဏ်ရာရရှိခဲ့ပြီးနေတချို့ထိခိုက်ပျက်စီးသွားကြောင်းသိရပါပါတယ်။ ။ဒဏ်ရာရရှိသူ9ဦးထဲက3ဦးဟာပါစတာမိသားစုဝင်ဖြစ်ကြောင်းသိရပါတယ်။ပြည်သူ9ယောက်လောက်ဒဏ်ရာရတဲ့4ယောက်ကတော့အရေးပေါ်ကုသမှုခံယူနေသေးပါ။ဒဏ်ရာရတဲ့တဲက3ယောက်ကပါစတာနဲ့မိသားစုဝင်တွေပါ။ပါစတာရဲ့သူ့ဇနီးရဲ့သူ့သမီးရဲ့ပါစတာကတော့တော်တော်ထီထားတယ်ခြေတစ်ပတ်ပြတ်တယ်။၃ဟောစလုံးစိုးရင်ရတယ်လို့တမတူဘီတိုင်းစီရဲ့ဆက်သွယ်စုံစမ်းချက်အရသိရှိရပါတယ်။ဘုံကျဲခံရမှုနဲ့ပတ်သက်ပြီးမတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့သတင်းစုံတရားထုတ်ပြန်ထားခြင်းတော့မရှိသေးပါဘူး။ နေထိခိုက်ပျက်စီးမှုနဲ့ဒဏ်ရာရှိမှုနောက်ဆက်တွဲခြေအနေတွေကိုမတူပီ Times အနေနဲ့ဆက်သွယ်စုံစမ်းလျက်ရှိပါတယ်အကြမ်းမဆစ်ကောင်စီတပ်ဟာ2025ခုနှစ်အခုလ AB လအစောပိုင်းကစပြီးချင်းညီနောင်အဖွဲ့တွေတိုင်းပိုက်ထိန်းချုပ်ထားတဲ့မင်းတပ်ကမ်ဘက်လက်တို့ကိုလေချောင်းပုံးကျဲတိုက်ခတ်မှုတွေဇက်တိုက်ပြုလုပ်လာတာဖြစ်ပြီးဒီကနေ့မှလည်းမတူပီမြို့ကိုပုံးကျဲတိုက်ခတ်ခဲ့ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကမင်းတပ်မြို့နယ်တနင်္လာကိုစစ်ကောင်စီကပုံးကျဲတိုက်ခတ်ခဲ့တာကြောင့်အရသာပြည်သူကလေးငယ်2ဦးပါဝင်ပြည်သူ6ဦးသေဆုံးခဲ့ရပြီး9ဦးထဏ်ရရှိခဲ့ပါတယ် မြင်းတက်မြို့ပေါ်ကမြို့မနှစ်ချင်းဖျားရှိကိုအကြောင်းလဲပျက်စီးခဲ့ရပါတယ်ခင်ဗျာအခုတခါတင်ဆက်ပေးမယ့်သတင်းကတော့အီလာလီဒါစကန်ကိုရှော့တိုက်ဒုံးနဲ့တိုက်ခိုက်မှုမှာလေရင်တိုးလောင်ရုံအပါဝင်အဆောက်အုံတချို့ပျက်စီးပြီးစစ်သား6ဦးထဏ်ရရဲဆိုတဲ့သတင်းပဲဖြစ်ပါတယ်နေပြည်တော်မှာရှိတဲ့အေလာလီဒါစကန်ကိုရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုမှာလေရင်တိုးလောင်ရုံအပါဝင်အဆောက်အုံအချို့ပျက်စီးပြီးစစ်သား6ဦးထဏ်ရသွားတယ်လို့ Brave Warriors for Myanmar BWM ကဒီကနေ့အေပီလ20မှာအသိပေးထုတ်ပြန်လာပါတယ် ။ဤပီလာဆက်ရှင်နေက BWM နဲ့မဟာမိတ်အဖွဲ့အီလာလီဒက်စကန်ကိုရှော့တိုက်တုံး၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ပျက်စီးဆုံးရှုံးမှုအခြေအနေကိုအသိပေးလိုက်တာဖြစ်ပါတယ်။ BWM နဲ့မဟာမိတ်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်အီလာလီစိတ်မှာရှိတဲ့လေရင်တူလောင်ရုံအဆောက်အုံတစ်ခုမိလောင်သွားပြီးလေစိတ်ဝင်းအတွင်းကလုံခြုံရေးအဖွဲ့ဝင်တွေလုံခြုံရေးစောင့်ကြည့်ရာအဆောက်အုံလဲထိခိုက်ပျက်စီးကစစ်သား၂ဦးတန်းရသွားတယ်လို့ဆိုပါတယ်။ဒါပြင်လေစိတ်ပြင်းလန်းထိတ်မှရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်ကင်းသမားတွေရှိရာအဆောက်အုံပျက်စီးသွားခဲ့ပြီး လေထဲအဆောင်ကင်းသားလေးဦးထံရသွားတယ်လို့လည်းအသိပေးထားပါဗျ။သတင်းရင်းမြစ်တွေစီကနေစုံစမ်းသိရှိရသလောက်ဆိုရင်ထိခိုက်ပျက်စီးမှုတွေဟာအခုထက်ပိုများနိုင်တယ်လို့သိရပေမဲ့သူတို့ပြောတဲ့အချက်တွေထဲကတူညီတဲ့အချက်တွေကိုပဲထုတ်ပြန်လိုက်တာလို့သိရပါဗျ။အခုလိုတိုက်ခဲ့ရတာဟာငရင်ဘေးကြောင့်စကိုင်းမန္တလေးနဲ့ပဲခူးတိုင်းကပြည်သူတွေဒုက္ခပင်လယ်ဝေးနေချိန်မှာစစ်တပ်ကရဲသားပြည်သူတွေကိုလေကြောင်းကနေအဆက်မပြတ်ဘုံကျဲသတ်ဖြတ်နေတာကြောင့်ရန်သူလေတဲ့နှိမ်နေရေး BWN Mission 33အဖြစ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါလိမ့်ခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းနဲ့စီရီသတင်းကတော့ကလဲလီထူခရိုင်မှာအကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ရသားတအုပ်သေဆုံးပြီးအိမ်ခုနှလုံးပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကရင်မျိုးသားစီယုံကော်တူးလီအုပ်ချုပ်မှုနယ်မြေကလဲလီထူခရိုင်ထဲကမူးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်တွေကပြည်သူလူထုနေထိုင်ရာကြေးရွာတွေကိုပိတ်မထားပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်အပြစ်မဲ့ရသားတအုပ်သေဆုံးခဲ့ရပြီးအိမ်ခုနှလုံးပျက်စီးခဲ့ရတယ်လို့ KNU ဘိုကဒီကနေ့အေပိလ20မှာထုတ်ပြန်လာပါတယ်။ စစ်ကောင်စီလက်အောက်ခံခလာရ164တပ်ကအီဘီလာ16ရက်နေ့မနက်9:00နာရီကျော်အချိန်မှာ120မမနှလုံးနဲ့ပြစ်ခတ်ခဲ့ရမှာလေတုံမျိုးနဲ့စီမံအုပ်ချုပ်မှုနယ်မြေတွင်းမှာရှိတဲ့ရေတွင်းကုန်းချိပါတဲ့ကြားရောက်ပေါက်ကွဲခဲ့တာကြောင့်အသက်43နှစ်အရွယ်မျိုးသားလူတေဆုံးကစိုက်ကဲနှစ်စီးနဲ့ထော်လာကြီးတစ်စီးထိမှန်ပျက်စီးခဲ့ပြီးအိမ်ခြောက်လုံးပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ဒါပြင်အရင်နေ့မနက်9:00နာရီဝန်းကျင်မှာပဲစစ်ကောင်စီလက်ထက်က Jet Fighter တစ်စင်းနဲ့နူဂေါ်ချေးရွာဘေးကိုလာရောက်ပြစ်ခတ်ခဲ့တာကြောင့်နွားတကောင်နဲ့ဝရတကောင်ကြီးထိမှန်တေဆုံးခဲ့ရတယ်လို့အသိပေးပါတယ်။ ဧပြီလ16ရက်နေ့ည8:00နာရီခွဲကအချိန်မှာလဲခမရ351တရင်ကလက်နက်ကြီးတလုံးပစ်ခတ်ခဲ့ရမှာ20ကုန်းကျေးရွာတဲ့ကြောက်ရောက်ပေါက်ကွဲခဲ့ပြီးအိမ်တလုံးထိခိုက်ပျက်စီးခဲ့သေးတယ်လို့သိရပါဗျ။ခလဲလွီထူခရိုင်အတွင်းမှာအာနာသိအကြံပတ်စစ်ကောင်စီတပ်တွေရဲ့ကြံပတ်လုပ်ရတွေကြောင့်အပြစ်မဲ့ရသပြည်သူပိုင်းပစ္စည်းတွေနဲ့အိမ်တွေထိခိုက်ပျက်စီးဆုံးရှုံးနေရပြီးပြည်သူလူထုအနေနဲ့လည်းစိုးရိမ်ကြောက်ရွံ့မှုတွေနဲ့အသက်ရှင်နေထိုင်နေကြရတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာစီးရဲတဲ့နေကိုနားဆင်ကြရတာပဲဖြစ်ပါတယ်အခုဆက်လက်ပြီးပြည်ရင်းသတင်းတွေကိုຫນွေဦးနိုင်ကတင်ပြပေးသွားအောင်မှာဖြစ်ပါတယ်ရှင်မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ် AB လ20ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားပြီးတော့မှာဖြစ်ပါရယ်ခင်ဗျာ ကျွန်တော်ကတော့ຫນွေနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထိထဗျူဟာစခန်းကိုတော်လန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်တနင်္သာရီတိုင်းတဝဲခရိုင်ဒဲကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ထိထဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့တော်လန်ရေးပူပေါင်းတပ်တွေကပြောပါတယ်အဲ့ဒီထိထဗျူဟာစခန်းကို KNU KNL တပ်မဟာလီဥဆောင်မှုနဲ့ FFD တပ်ဖွဲ့ PDF ရဲဘော်တွေနဲ့တက်မဟာ drone သင်တန်းသားတွေပူးပေါင်းပြီးတော့မနေ့ကဧပြီလ19ရက်နေ့ညနေ9:00နာရီခွဲလောက်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ Force for Federal FFD တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာ viewer မှုကိုအတိဖမ်းမိခဲ့တယ်လို့ Force for Federal FFD တပ်ဖွဲ့ကထုတ်ပြန်ထားပြီးမြန် KNU တက်မဟာလေးဘက်ကတော့စစ်ကောင်စီဘက်ကအကြဆုံးများတယ်ဆိုတာကိုသာအတည်ပြုနိုင်သေးပြီးတော့သိမ်းစီရမိတဲ့လက်နက်ခဲယမ်းတွေကိုစီစစ်နေစေလို့သာအတည်ပြုထားပါတယ်။ ဘီဝါစခန်းအတွင်းမှာအင်အားရာခနန်းလောက်နဲ့တောင်ကုန်းနေရာတလျှောက်စခန်း၃ခုနဲ့တက်ဆွဲထားတဲ့အဲ့ဒီဘီဝါစခန်းကိုအေဗီလာ၁၂ရက်နေ့ကလေးကပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ထီထရွာအနီးမှာရှိတဲ့ပထမစခန်းကုန်းကိုပြီးခဲ့တဲ့၂ရက်လောက်ကလေးကတိမ့်ပိုင်နိုင်ခဲ့တာဖြစ်ပြီးတော့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအေဗီလာ၁၉ရက်နေ့ညနေပိုင်းမှာစခန်းကုန်းတစ်ခုလုံးကိုအပြီးသက်တိမ့်ပိုင်နိုင်ခဲ့တာလို့ KNU တပ်မှအလီမြိတ်တဝဲခရိုင်အတွင်ရေမှု Pro Anna ကအတည်ပြုထားပါတယ်။ တော်လိုင်းဤတက်တွေစတင်တိုက်ခိုက်ချိန်ကလေးကအဂျမ်ဘတ်စစ်ကောင်စီဘက်က Jet Fighter, Wintree, K8W, MI17 ရဟတ်ယာဉ်တွေနဲ့ပစ်ကူပြီးတိုက်ခိုက်ခဲ့တာတွေရှိခဲ့တာကြောင့်ဒေသနေပြည်သူတွေထိုင်းနိုင်ငံဘက်နေဆက်မြင်းဘက်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်းဒေသတွင်းသတင်းတွေကဆိုထားပါတယ်။ဒီတိုက်ပွဲမှာ Force for Federal FFD တပ်ဖွဲ့ကဒရုန်းသင်္နန်းသားတွေသင်္နန်းပြီးပြီးချင်းမြေပြင်မှာလက်တွေ့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့လည်းသိရပါတယ်။ FFD တပ်ဖွဲ့အနေနဲ့တနင်္သာရီတိုင်းအပါဝင်အခြားဒေသတွေမှာပါရဲဘော်တစ်တွေကိုဖိတ်ခေါ်ထားရာဆရာနာရှင်ချီမုံကြီးအတွက်တိုက်ပွဲဝင်လူသူတွေလာရောက်ရှောက်ထားနိုင်တယ်လို့ Force for Federal FFD တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီကင်ဦးဆောင်တဲ့အဖွဲ့ကငလင်ဘေးတင်မိသားစု တထောင်စာ ထောက်ပံ့တဲ့တရင်ကိုတင်ပြပေးပါမယ်ဒေါအောင်ဆန်းစုကြည်ဤသားငယ်ကင်ခေါ် ကုထိန်လင်းဦးဆောင်တဲ့စု80ဘတ်ဒီကမ်ပိန်းအဖွဲ့ကငလင်ဘေးတင်ပြည်သူတွေတဲကမိသားစုတထောင်စာ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ကမ်ပိန်းအဖွဲ့ကပြောပါရီခင်ဦးဆောင်တဲ့အဖွဲ့ကမြန်မာနိုင်ငံငလင်ဘေးတင်ပြည်သူတွေအတွက်အေဘီလ15ရက်နေ့အထိဆောင်ရွက်ထားရှိမှုမှတ်တမ်းကိုအတည်ပြုလိုက်တာဖြစ်ပါတယ် မြေပြင်ကေဆေးရေးအဖွဲ့တွေကိုကေဆေးရေးပစ္စည်းတွေဖြည့်တင်းပေးခဲ့ပြီးတော့အရေးပေါ်လိုအပ်နေတဲ့နေရာတွေကိုတွားရောက်ပေးပို့ခဲ့တယ်လို့လည်းဆိုပါရီဒါဟာပထမအကြိမ်ထောက်ပံ့တာဖြစ်ပြီးတော့မိသားစုတထောင်စာအတွက်တလားစာဖူလုံစီနိုင်တဲ့စံစီ၅တစ်တာခောက်ဆွေးကြောက်စီဝါရေတန့်အတင်စားဟင်းထုပ်တွေငချောက်နဲ့ငပိဘူးတွေနိုးတိုက်ခလီငယ်တွေအတွက်နုမုံဘူးတွေကိုထောက်ပံ့ပေးနိုင်ခဲ့တယ်လို့သိရပါရီဒါအပြင်ဆိုလာမီးတိုင်တက်စင်တာအင်ဒါတွေစောက်ပေးတာ ုံးရီအတွက်ရေမော်တာတွေတက်ဆင်ပေးတာတွေလုပ်နေတယ်လို့စု80ဘတ်ဒီကမ်ပိန်းကိုဦးဆောင်သူတွေကပြောပါတယ်။အခုလလုံဆောင်နိုင်ဖို့ကူညီထောက်ပံ့ပေးတဲ့အလူရှင်တွေနဲ့မြေပြင်ထောက်ပံ့ရေးအဖွဲ့သားတွေကိုကျေးဇူးတင်ရှိကြောင်းနဲ့ဆက်လက်လှုပ်ဆောင်နေတာတွေကိုလည်းအသိပေးသွားမယ်လို့စု80ဘတ်ဒီကမ်ပိန်းအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဝေဟီမှာစီးချင်းထုံးမဲ့ဟင်းတာတို့ရဲ့အပြန်ဒရုန်းဝန်းရံကမ်ပိန်းမှာပူပေါင်းပါဝင်ကြဖို့မွန်တော်လေးတက်ဖိတ်ခေါ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ဝေဟီမှာစီးချင်းထုံးမဲ့ဟင်းတာတို့ရဲ့အပြန်ဒရုန်းဝန်းရံကမ်ပိန်းမှာပူပေါင်းပါဝင်ကြဖို့မွန်တော်လေးတက်တစ်ခုဖြစ်တဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကဖိတ်ခေါ်ထားပါရီ။မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မှာရှိတဲ့ဌာနခွဲတွေတဲကမှဒရုန်းဌာနက ရုန်းအသစ်တွေဝယ်ယူနိုင်ဖို့နဲ့လက်ရှိသုံးနေတဲ့ဒရုန်းတွေကိုအဆင့်မြင့်တင်နိုင်ဖို့နိုင်ငံတကာဖန်ဒရေးစာတွေနဲ့ပေါင်းပြီးတော့ပထမဆုံးအကြိမ်လုပ်တဲ့ကမ်ပိန်းလို့ဆိုပါရယ်တိုက်ပွဲတွေဖြစ်နေချိန်မှာဒရုန်းတွေဟာမြေပြင်နဲ့ဝင်းကိုအသာစီးရစေသလိုတံပူးရှိလာတဲ့ပြည်သူကာကွယ်ရေးဘော်တွေရဲ့အသက်ပေါင်းများစွာကိုလည်းကာကွယ်ပေးနိုင်တယ်လို့အတည်ပြုထားပါရယ်ကမ်ပိန်းကာလဟာဒီကနေ့ဧပြီလ20ရက်နေ့ကနေမေလ31ရက်နေ့အထိဖြစ်ပြီးတော့ကြက်သိန်း3000ရဖို့မျှော်မှန်းထားတယ်လို့ project owner အဖြစ်တာဝန်ယူဆောင်ရွက် ပြောမယ် Support for Myanmar from Australia and Singapore အဖွဲ့ကဆိုထားပါတယ်။အခု campaign ကရရှိလာမယ်ထောက်ပံ့ငွေတွေတဲကမှာအရေးပေါ်စစ်စင်ရေးအတွက်လိုအပ်နေတဲ့ multi rotor drone နဲ့ face wing drone တွေစုစုပေါင်းအစင်း20ဝယ်ယူมาဖြစ်တယ်လို့တက်တော်မှာလက်ရှိသုံးနေတဲ့ drone တွေကိုလည်းအစင်းမြင့်တင်มาဖြစ်တယ်လို့သိရပါဗျ။ ဒါကြောင့်ပြည်တွင်းပြည်ပမှာနေထိုင်ကြတဲ့တော်လိုင်းကြီးအကူမောင်းနှမများနဲ့နိုင်ငံတကာမှာရှိတဲ့ fundraiser များအနေနဲ့စီကောင်စီတက်တွေနဲ့ဝင်ဟင်းမှာစီးချင်းထိုးနိုင်ဖို့အတွက်ဟင်းသာတို့ရဲ့အပြန် drone ဝန်ရံ campaign မှာတက်နိုင်သလောက်ပံ့ပိုးကူညီပါဝင်ပေးကြဖို့ပွဲစီစဉ်သူတွေကတိုက်တွန်းထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစစ်ကောင်စီဘက်ကအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တဲ့အဆောက်အအုံတွေနဲ့ဝေးတဲ့နေရာမှာနေကြဖို့ KNU သတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။အကြံပေးစစ်ကောင်စီတပ်တွေဟာအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တဲ့အဆောက်အအုံတွေနဲ့ဝေးတဲ့နေရာမှာနေကြဖို့ KNU ဘဟုကပြည်သူလူထုကိုတတိပေးပြောကြားလိုက်တာပါလက်ရှိအချိန်မှာကရင်ပြည်နယ်နေရာအနှံ့တိုက်ပွဲတွေပြင်းထန်နေပြီးတော့အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်ကအရဲသားပြည်သူလူထုကိုပြင်းမှတ်ထားတိုက်ခိုက်နေတာကြောင့်အခုလိုတတိပေးလိုက်တာလည်းဖြစ်ပါတယ် စေကောင်စီဟာစီရေးပြတ်မမဟုတ်တဲ့ဇာတင်ကြောင်းဖုံကြီးကြောင်းဖះချောင်းတွေနဲ့ဆက်ဆောင်ပြည်သူရင်းထိုင်ရာနေရာဒေသတွေကိုလက်နက်ကြီးတွေလေရင်တွေနဲ့ပိတ်မှတ်ထားတိုက်ခိုက်နေတယ်လို့လည်းအသိပေးထားပါတယ်။ဒါကြောင့်သတင်းမီဒီယာတွေဒေသတွင်းတက်ကြွလှုပ်ရှားသူတွေအနေနဲ့သတင်းရယူတင်ဆက်ရမှာပြည်သူလူထုပုံရှောင်နေထိုင်ရတဲ့နေရာတွေကိုအာဏာသိမ်းအကြမ်းဖက်စေကောင်စီတပ်ကအလွယ်တကူရှာဖွေပြီးလေချောင်းကနေတိုက်ခိုက်တာလက်နက်ကြီးနဲ့တိုက်ခိုက်တာတွေမပြုလုပ်နိုင်အောင်သတိထားတင်ဆက်ပေးဖို့အသိပေးပန်ကြားထားပါတယ်။ မိဘပြည်သူလူထုအနေနဲ့လည်းအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ကပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တဲ့အဆောင်အုံတွေနဲ့ဝေးတဲ့နေရာမှာနေထိုင်ကြဖို့တိုက်ပွဲဖြစ်ဒေသတွေမှာအရေးကြီးတဲ့အကြောင်းကိစ္စမရှိဘဲတွာလာတာတွေမပြုတ်လောက်ကြဖို့တိုက်တွန်းလို့ဆိုထားပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ကမိုးကာလမတိုင်မီရနိုင်သမျှနီးတွေနဲ့လက်လွတ်ဆုံးရှုံးထားတဲ့နေမီတွေနဲ့မြို့နယ်တွေပြန်လည်တိမ့်ပိုက်ဖို့လက်အောက်ခံတပ်တွေကိုညှို့ချထားတာကြောင့် လာမယ့်မေလနဲ့ဇွန်လအစမ်းပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေပိုများလာနိုင်တယ်လို့စီရီသတင်းရင်းမြစ်တွေကလည်းအတိအပပြောကြားထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ ရေဒီယိုအန်ယူဂျီမှဆက်လက်အသံလွှင့်နေပါတယ်။အခုဆက်လက်ပြီးတော်လန်ရေးဆောင်မှအစီအစဉ်မှာတော့နိုင်စဉ်သတင်းတွေကိုလွှမ်းမိုးနေတဲ့လေးချောင်းတိုက်ခိုက်မှုတွေလို့အမည်ရတဲ့မြန်မာနေဦးခရိုနီကယ် AP 19မြင်ကွင်းမိုးမခဆောင်မကိုနေဦးမွန်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မြန်မာနေဦးခရိုနီကယ်ဧပြီလ19မြင်ကွင်းနေ့စဉ်သတင်းတွေကိုလွှမ်းမိုးနေတဲ့လေချောင်းတိုက်ခိုက်မှုတွေနေ့စဉ်သတင်းတွေရဲ့ထိတ်တန့်သတင်း တနည်းအားဖြင့်အရေးကြီးသတင်းတွေရဲ့အကြောင်းအရာက လေကြောင်းတိုက်ခတ်မှုကြောင့်ရဲသားဗနဦးသေးဆုံးတယ်ဆိုတဲ့သတင်းတွေပဲဖြစ်ပါတယ်။နေ့စဉ်ရက်ဆက်တွေ့နေရတဲ့လေကြောင်းတိုက်ခတ်မှုသတင်းတွေကနေရာရဲ့ဒေသသာပြောင်းလဲပေမဲ့ထိခိုက်သေးဆုံးမှုပျက်စီးမှုအကြောင်းအရာတွေကဆင်နူယိုမဖြစ်လာပါတယ်။ခုရဲ့ပိုင်းအတွင်းမှာလေကြောင်းတိုက်ခတ်မှုနေ့စဉ်ရက်ဆက်ခံနေရတဲ့ဒေသကမန္တလေးတိုင်းတွေကတပေကျင်းမြို့နယ်၊စကိုင်းတိုင်း၊ကျွန်းလာ၊ဒဇယ်ဒေသကကြေးရွာတချို့၊ရခိုင်ပြည်နယ်ကမြို့ရွာအချို့နဲ့ ကရင်ပြည်နယ်ကကျေးရွာအချို့လို့ဖြစ်ပါတယ်။ MDI PDF လို့အမည်ပေးထားတဲ့မန်လေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထိန်းချုပ်ထားတဲ့တပေချင်းမြို့နယ်စင်ကူးမြို့နယ်တွေကိုကုလပိုင်းတွေမှာမကြာခဏစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုံဆောင်နေတာဖြစ်ပါတယ်။တပေချင်းမြို့နယ်ဟာအထက်ဘက်ကိုဆက်လက်တက်သွားခဲ့ရင် TNL ထိန်းချုပ်ထားတဲ့မိုးကုတ်မြို့နောင်မြောက်ဘက်မှာ KIA ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ်နဲ့ Energy လက်အောက်က PDF တွေထိန်းချုပ်ထားတဲ့အင်းတော်ဒေသတွေနဲ့ဆက်ဆက်နေတဲ့ဒေသဖြစ်ခြင်း တောင်ဘက်မှာမန္တလေးမြို့နယ်ထိဆက်နေတဲ့မရီယာမြို့နယ်နဲ့နယ်နိမိတ်ထိဆက်နေတဲ့ဒေသဖြစ်ခြင်းတို့ဖြင့်ရွှေတင်ဇာတအများပြတူဖော်ကြတဲ့ဒေသဖြစ်လို့ MDI PDF တွေပို့ဝင်ငွေရတဲ့ဒေသဖြစ်တဲ့အချက်တွေကစကောင်းစီဘက်ကပြစ်မှတ်ထားတဲ့အကြောင်းချက်တွေဖြစ်နိုင်ပါတယ်။ကြေးရွာတွေရဲ့ဈေးတွေလူစီကားရာစုဝေးရာနေရာလိုမျိုးဟုံကြီးကျောင်းစာတင်ကျောင်းတို့လို PDF တပ်ဖွဲ့တွေစခန်းချလေးရှိတဲ့နေရာတွေကလေကျောင်းပြစ်မှတ်တွေဖြစ်လေရှိပြီး ရတအများပြားထိခိုက်သေးဆုံးရရတဲ့အကြောင်းချက်တစ်ခုလည်းဖြစ်စေတာတွေ့ရပါဗျ။စစ်ကောင်စီဘက်ကတော့မြေပြင်သတင်းပေးချက်ကိုလည်းတစ်ခါတည်းရန်အခြေခံသလိုတချို့သောတိုက်ခိုက်မှုတွေမှာမြေပြင်မှာ PDF တွေနဲ့ဆက်ဆက်တဲ့ထူးခြားတဲ့အဖြစ်ပြန်လူစုဝေးမှုမရှိဘဲနဲ့လည်းပြစ်မှတ်ထားတိုက်ခိုက်လေရှိတာတွေ့ရမှာဖြစ်ပါတယ်။စစ်ကောင်စီနေနဲ့အခုလိုလေကြောင်းတိုက်ခိုက်မှုကိုတိတိကျကျသတင်းရရှိလို့ပြစ်ခတ်တိုက်ခိုက်တဲ့ဆိုတာထက်ရဲရွာနေလူလူနဲ့ PDF ဖွဲ့တွေကြား ဖိအားပေးမှုတစ်ခုဖြစ်လာအောင်ရည်ရွယ်တိုက်ခိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။မြေပြင်မှာတမမျိုးကြနေရာယူစစ်စင်တာသိမ်းယူတာမျိုးကိုလုံနိုင်စွမ်းကြာဆင်းလာတာကြောင့်စစ်ကောင်စီနေနဲ့နေ့စဉ်လေကြောင်းတိုက်ခိုက်မှုလှုံ့ဆောင်ပြီးမဟာဗျူဟနိဗျူဟအရာ၎င်းတို့ကိုတိုက်ခိုက်နေတဲ့လက်နက်ကိုင်ဖွဲ့နဲ့ရဲရွာလူတို့ကိုဖိအားပေးလှုံ့ဆောင်နေတာလို့ကြောက်ချက်ချနိုင်ပါတယ်။ PDF တွေနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကာကွယ်နိုင်တဲ့အနေအထားမရှိတဲ့အချက်ကို၎င်းတို့ရဲ့အာသာချက်ဖြစ်ကိုင်ဆွဲက တိုက်ခိုက်နေခြင်းဟာတစ်ဖက်မှာလည်းတိုက်ခိုက်ခံရတဲ့ဒေသခံလူထုဖို့စစ်ကောင်စီကိုပုံမနာကြီးတဲ့ခံစားချက်တွေဖြစ်ပေါ်လာစေမှအသေးချာဖြစ်ပါတယ်။လေကြောင်းတိုက်ခတ်မှုတွေကထိုင်းချုံနယ်မြေတွေစစ်တိုင်းဌာနချုပ်တွေကုကဲရေးစစ်ဌာနချုပ်တည်ရင်းတွေမကြအောင်ကာကွယ်တားဆီးပေးနိုင်ခြင်းမရှိပါဘူး။တပတ်တပွဲကိုအတိုင်းအတာတစ်ခုထိထိခိုက်စေနိုင်ပေမဲ့ရက်သားတွေအများပြားသေဆုံးမှုတွေကတစ်ချိန်မှာကြီးလေးတဲ့ဆီယာဆွေးမှုတွေအဖြစ်တာဝန်ခံရမယ့်အနေအထားလည်းဖြစ်ပါတယ်။တည်တုံညနှစ်ခုစစ်စေးနောက်ပိုင်းမျောလင့်မထားလောက်အောင် နယ်မြေပမာဏများပြားသိမ်းယူလာနိုင်တဲ့တိုင်းသောလက်နက်ကင်ဖွဲ့တွေအနေနဲ့နယ်မြေများများသိမ်းယူပြီးအဆင့်တစ်ခုရောက်ချိန်မှာလေကြောင်းတိုက်ခတ်မှုရဲဆဲရေးနဲ့နယ်မြေတချို့ကိုပြန်လည်ပြည့်အပ်ပြီးအလဲလဲလုတဲ့ MNDAA နဲ့စစ်ကောင်စီတို့လိုအခြေအနေမျိုးလဲထပ်မံပေါ်ထွက်ကောင်းပေါ်ထွက်လာနိုင်ပါတယ်။ MNDAA ကခုရက်ပိုင်းမှာလာရှုမြို့အုပ်ချုပ်ရေးနဲ့ထိန်းချုပ်မှုကိုစစ်ကောင်စီထံပြန်လွှဲပေးပြီးကျန်သိမ့်ပိုက်ဒေတာတွေဖြစ်တဲ့သိန်းနီလောက်ကင်ချင်းရွှေဟော်တို့လူဒေတာတွေကိုလေချောင်းတိုက်ခတ်မှုမလုပ်ဖို့ အပြည့်ရဲ့သဘောတူညီချက်ရယူခဲ့တာဟာခြားသောလက်နက်ကိုင်ဖွဲ့တွေပေါ့နိုင်ရှင်စဉ်းစားစရာအခြေအနေတစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ MNDA အနေနဲ့စကောင်စီတို့ရဲ့အပြည့်ရဲ့သဘောတူညီချက်မှာတရုတ်နိုင်ငံရဲ့အခမ်းအနားနဲ့ရေးပါတဲ့အနေအထားမှပါဝင်ပါတယ်။တရုတ်နိုင်ငံရဲ့ဈာဝင်မှုတနည်းအားဖြင့်ဖိအားပေးမှုမရှိဘဲအခုလိုခြေနေမျိုးပေါ်ထွက်လာစရာအကြောင်းမရှိတာလည်းအမှန်ပဲဖြစ်ပါတယ်။ ပြည်ထောင်ညာနှစ်ခုစစ်စေးကိုဦးဆောင်ခဲ့တဲ့လက်နက်ကိုင်း၃ဖွဲ့အနက်တပ်ဖွဲ့ဖြစ်တဲ့ MNDA အနေနဲ့ခုလိုစစ်ဆက်ရပ်ဆိုင်းလိုက်ရတဲ့အပေါ်ခြားသောလက်နက်ကိုင်းအဖွဲ့တွေနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကဘယ်လိုရှုမြင်သုံးသပ်ကြသလဲလူထုကဘယ်လိုရှုမြင်ကြသလဲဆိုတဲ့အချက်ကစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ်။ခြားသောလက်နက်ကိုင်းအဖွဲ့တွေကရုပ်နိုင်ငံရေးဖိအားကြောင့်ခုလိုပြည့်ရပြီးသိမ်းယူထားတဲ့လာရှုမြို့ကိုပြန်ပေးလိုက်ရတာလို့နားလည်ပေးပေမဲ့ လူလူနေနဲ့တော့တင်းယူပြီးပြန်လွှဲပြောင်းပေးရတဲ့အဖြစ်ကိုနားလည်နိုင်မှုခက်ခဲပါတယ်။နောက်ထပ်အလားတူဆွေးနွေးညှိနှိုင်းသဘောတူညီမှုမျိုးဖြစ်ပေါ်လာရင်ဆိုတဲ့အနေအထားကိုစဉ်းစားမိပြီး MNDA နဲ့မဟာမိတ်ဖြစ်ပူးပေါင်းတိုက်ခိုက်ဖို့ရဝင်လေးတဲ့အဖြစ်မျိုးလဲကြုံကောင်းကြုံရနိုင်ပါတယ်။တက္ကလိုလေးချောင်းတိုက်ခတ်မှုတွေမခံရအောင်သိယူထားတဲ့နေမျိုးတွေကိုတစ်ဖက်ကအတိမတ်ပြုအောင်ကျိုးပန်းမှုမျိုးမလုပ်ဘဲမိမိတို့ထိန်ချုပ်နေမျိုးတွေမှာလေးချောင်းတိုက်ခတ်မှုတွေကြောင့်အထိကိုက်သေးဆုံးမှုနဲ့အောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့မေးခွန်းလည်းရှိနေပြန်ပါတယ်။ ရဲရွာလူလူနေနဲ့စုဝေးတာမျိုးလက်နက်ကင်တပ်ဖွဲ့တွေနေနဲ့ပြစ်မှတ်တစုတဝေးတွေဖြစ်မနေအောင်ပြန့်ကျက်နေထိုင်ကြတာမျိုးသို့မဟုတ်ခြားသောနီလန်းတွေနဲ့ပြစ်မှတ်ဖြစ်ဖြစ်မနေရအောင်လုံဆောင်ကြံစတာတွေလိုအပ်ကောင်းလိုအပ်မှာဖြစ်ပါတယ်ခုလိုလေချောင်းကအကာအကွယ်မဲ့နေတဲ့ကာလအာနာသိန်းစစ်ကောင်စီဘက်ကလည်းလေချောင်းတိုက်ခတ်မှုတွေကိုဇက်တိုက်လုံဆောင်ပြီးကြားကန်နေတဲ့ကာလမှာရဲသားလူလူနေနဲ့ထိခိုက်သေးဆုံးမှုနည်းနိုင်သမျှနည်းဖို့နီလန်းရှာကြံဖို့လိုအပ်နေတာအမှန်ပဲဖြစ်ပါတယ်ရှင် တော်ရရှင်တော်လံပြည်သူပေါင်းလို့ရှင်ဒီနေ့ညရဲ့နောက်ဆုံးအစီအစဉ်ဖြစ်တဲ့တိုင်းသားဘာသာစကားထုတ်လွှင့်မှုကို တင်ဆက်ပေးခြင်းပါတယ်။တပတ်အတွင်းသတင်းတွေကိုဝါဘာသာနဲ့ရာခီလာကဖတ်ကြားတင်ပြပေးပြီးတဲ့နောက်မှာတော့ကျမတို့ရဲ့ဒီနေ့ညထုတ်လွှင့်မှုကနေနှုတ်ဆက်လိုက်ပါရစေရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးအသွေးကနေကင်းဝေးပြီးတရားပြွှန်ချမ်းမြေတဲ့ညချမ်းကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ បកែបំងសិនស្កាឡាសញ្ញាបំតាយមេកេងវ៉ៃវ៉ៃខានខីអសមេតិក្រៃក្រុងឡៃស្តង់តវងទ្រខាងក្រាចាក់ផាំងអានយូជីទូកោមយ៉ាខីឡៃស្តង់តជីកណេក៏ដើមមញ្ញាមកគឺចាក់វេក្រាតេក្លាលឹងបទីងមកគឺណាន ចងកលៃរ៉ារិនបាយគួយក្រឡាក្រសុំអមយុណានបមកនអាក់អង្អាគួយក្រឡាក្រសុំក្រញាចងកលៃស្រាសមាគីកអង្លៃគួយក្រញាចងកលៃអានបគួយពិនក្លំពីកលៃសង្កដអ៊ីនមកគឺចៅគួយក្រតែក្លាលឹមក្រមើងញាមាញាចងកលៃរ៉ារិនបាយគួយក្រឡាក្រសុំក្រខៃអានក្រញាចងកលៃអានក្រាប់កបសានកនអាក់ខានគីអង្អាក៏គួយក្រសុំទុំណែមកគណានផាន់មកក្រញាចងកលៃអានបមក ពុយប្រឡញាក់មកខាន់ខៀងអាកោហុយគេទូរីអូតក៏ដញាក់ចង់កលាយអានតេក្រងខ្លាយក្រកក្រសន់គីអង្អាម៉ៃប្រមោះញាក់ពុយបកលាយស្រស់ស្រមាគេខាន់គីក៏អង្លាគួយក៏ដធីអានអំយូនានផាន់ម៉ោះញាក់ចង់កលាយខាន់គីយ៉ាំកើក្រសន់គីក្រងខ្លាយអង្អាម៉ៃបកយ៉ាំអ៊ីនអង្លាគួយទុំណែមកខ្នានក្រកក្រសន់ផ្លាក់ក្រជូយីម៉ៃក្រទីយកជី ប្រាអ៊ីមជូទីម៉ែសុនប្រកកសន្តិឡាយក៏សសងពុនគួយក្រតិយកជីគីប្រាសុំអខ្វាំងខាន់គីអង្អាក៏ឲ្យគួយក្រលកប្រាសុំខំអ៊ុយខំលេងតទីហេផានមកជុចចបតក្រតឹមក្រជួយសុនក្រពុនអខ្វាំងបានពីហាប្រហូនគីខាន់គីមកគឺគួយក្រតុំ ซึ่งกวนไปหาไปหุ่นกีบหลักระจุยีกวนยักตะแสนปลายแทนกีกอบฝนที่ตกกระตุึมกระจวยตีโซ่สามฝนกุยกระเกอกระสันกินลายหอมหอมปมอสระสระมาแกอังอากรปุยจะเกะคำอุยคำเลยฝนที่ยุกันจอกระตุึมจวยตีหลักระเกะกระสันตีกระขีลุยตงาไดสงายหลักปูกลาลืมแขนขีพุนกุยกระแต่ที่ปลักระ တော်ရက်တဲ့တင်းစကိုင်းမိုင်းရံရာကွေတီအလျာပိုင်အလျာမခືကွေကတင်းရံရာနော်ခန်ကီကွန်ပီဟာပဟွန်လူရင်ပိုင်ပွန်ဒီယောက်ကယုံဒီချောက်လာလင်အန်ဟေ tăng ra chỉ chỉ cái này cái là mừng nhà má plak ra cụ đi tất cả mừng thì mừng quê sẽ sống sang phần quê cả đi hội ấy có một chút cho bởi vì you can khi có máy bị bị tội rằng rào can khi ăn à có so sang phần đi quê cả tổng hủ ấy plak ra yên cả yọc cái đợt đó đi cả yên cả yọc máy cả cỡ chung can khí so sang phần quê cả đi bù phòng ấy thì you can cho in có một chút cho plak ra mừng plak ra American plak ra suy mừng tăng ta có một mà có rubiru à cái đó in lực hải an cái đó khi លុយតងាតៃសងាយខៃទេក្លាលឹមបទីងកានេប្រលរមប្រខីរមអង្អកម៉ៃក្លាលកាសុំទុំណែអេហពុនឌីយ៉ាអំយូណានបមកនវិហបិហូនខំវិខានគីកយោតិគួយកានុករាចែនសុនកាអ៊ុតក្រាគួយយ៉ាមកនានផាន់មកនពីមើញ៉ាំម៉ាម៉ៃអំមើងអមេរិកានមើងពីថងសុខានគីពុនឌីជុងម៉ៃពីម៉ៃពុនឌីខំគឺការក្របខំគឺពីណោះអាយុណាត ท่านหมอกระตุึมกระจวยปลักระกุจีกระตียักจีส่วนก่อนไปหาไปโฮนขันกีอังอาก็ชดสังคุณต่อกีติไม้กระเมืองเมียมาคนที่อยู่การยกกระผุ้ปองไม้ปักปลักระปกุยเป็นกลอมกีนอกปนที่อายุนั้นท่านหมอกระดาษแห่งต่างาผ่านนมกระเปลิกที่ปล่อยสังขามไม้กระนุ่มครับเมืองปลักระเมียมาอังอาก็ชนสังคุณกุยกระเด็บเอติท่านหมอก่อนไปหาไปโฮนกระเมืองเมียมาชนสังปุณเอ วันชนประหม่อมมาสนสังปุ่นมอกระปรุมนอกส่วนเอหรือกระปอกเพียมเองกระปวยสังคําแขนขีไม้อมนุ่มคราก่อนปุ่ยเมืองเมียมาของอุ่ยคอมเลนสนสังปุ่นกวยกระฟ้าหอมฟ้าหรีเอไม้สนสังปุ่นกวยกระตุกเกิดเอไม้สนสังปุ่นกวยกระกลุ่มนอกเอไม้เรียงเรียงตีสนสังมอกระประกาศจงหอมส่วนปีประมอจุดจอปลักระเมืองอเมริกันปุ่นดิยุกันจอกระรักปอน ส่วนอิตาลีตะลายเลือกไข่แอนบะมอกระดับไวสังคามออมบะมองนุ่มเคราะเมืองยามาส่วนสามพุนเปือกระจุครีเอ่วนกระเอ็มยูประคราวตีกระโซนสวีเอมอกระปมพอมส่วนเอออมอยู่นั้นกระนุกระเจน อย่างไอฟุนที่ยาวเมติงโกส่วนสามพุนเปือกระหมอมเอกระดับนุ่มประคราวมาส่วนสามพุนที่ลีเอติมอวีประคราบแคนคี พันหมอภาษาส่วนงสังบุตรเกิดเอปมหอมส่วนเอ็นเอจอดีตัวเกิดกา ก็เดอไว้สังครามหนึ่งคราะตัดตีตลายนอกป่าที่โตอย่างเราวกับอยู่นันตีเฮสตังวยจิจิกันแน่พันหมอ กระเดอเมืองเมียมาก้นพิหาวพุนยาวติคำคือกะกระนูกระแจนไม้กระละกระหอมติดขอมอุยยามกนนั้น ประมาจุดจอตับแลน มันผู้สุขสักผลที่อยู่กัน จอกระปุ่นดีนาย ไม้ละทาปุ่นนายกวนพีหาประนตรงวีปายผลที่กุยกระยุ่งติประมาจัสเจฟองยามาปริกาไลายสังอยู่นั้น กระดาขีบ โอนการุีสังงาย กระดะไลฟ์สไตล์จัสติฟอร์มยามาคันคีคนที่อยู่กันจอกระแตมติกรองกลาลืมกระแตกกลาลืมกระดะเมืองยามาปนเฮงไปปนที่ยอบกระยุงติกวนไปหาปุนเมมา กระดะปอกแย้มกระปนเอกระคากระคีปมจุดจอตับแลนมานปนติติอควางอ่าน ไม้ปนที่หอยที่ปุงปลีมาเจ้าละทาปุงนายกวนไปหาปุโฮนเปาได้ยุมตงววไปติตลาย กระด้ขีลุยต่างงานแต่สง่ายปลักระอันตับแลนมันผู้ศึกษากันนะควรดิบละกวนปุยหาไปหุ่นไม้พันธุ์ในชากาสตังเอ็นมกราลักราคา ส่วนกวนปุยหาไปหุ่นตมแน่ราคา ตะปอกตมตะปักปนที่ยาวสวสังปนกุยกระตียกจีกวนพิหาพุนมาจันสังปุนมอกระประระบซื้อส่วนกีปนที่กุยกระกคิวกันนอออมอยู่นานปะหมอจุดจอตับแลนมานผูสุกสักกระดะขี่ลุยตะงานไดสงายต้องหวยกระดะขี่ปุนกาวติสงาย ปนที่หวยติปุ่งทิอุดกวนพิหาพุนมาจากรูลัทธาอาจจะเคลียร์ลาบอก ไม้ปุ่นปุ่ยปนที่ยุ่งเจ้ากระดะตุมไตนอกีให้กุยตะเสียผันกะเมื่อคืนเจ้าปุ่นกีรังนายติง តងវិបកវិបយុមហើយគួយលះកផ្លាក់រាជុចអញ្ញតាញញយអជុយាព្រិកាឡៃសាំងយុណានសាំងអ៊ីនមកស្តាំងបតជុចពិភូខែងករចាក់ផាំងអេនលូជីខៅហញ្ញាពេលក្រងឡៃស្តាំងបក្រៃអកេពីគួយក្រាហ្វារនហ្វារីម៉ៃកេមកក្រផ្លាត់ប្រឹងសុនពីតទីតឡៃកេស្តៃទីមកសុនគួយកតពុយហេ ီကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစည်းအဝေးတွေကိုခਿੱတရရနိုင်ပါမယ်။မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံးဖြတ်ကြပါစို့။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာ လိုင်းဒို16မီတာစက္ကန့်တသမဂူဂိုမီဂါဟတ်ဇ်၊ညပိုင်း၈နာရီခွဲမှာလိုင်းဒို25မီတာစက္ကန့်တသမ6လေးမီဂါဟတ်ဇ်တို့မှာဓာတ်ရိုက်ဖန်ယူနိုင်ပါပြီ။မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြကျမ်းမာချမ်းသာလို့ ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်သွေးရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအားပေးကြရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရပါမည်။